အဲ့ဒီနန်းစားကြအောင်ဗျာအားလုံးမင်္ဂလာပါဗျာဒီနေ့ soft skill ရတော့နောက်ဆုံးရက်ဖြစ်ပါလိမ့်မယ်ဗျာဒီလိုမနေ့က stress management ယူခဲ့တဲ့အခါဒီနေ့ကျတော့ဒီ stress တွေကဘာကြောင့်ရတာလဲပေါ့ stress မရအောင်မနေ့ကဒီတော့ procrastination ပေါ့အချိန်မဆွဲဖို့တွေ to do list ရေးဖို့တွေမနေ့ကပြောခဲ့ယူအဲ့ဒါတွေကျတော့အသေးစိတ် လေ့လာရပါဗျာအဲဒါတော့အချိန်နဲ့ပတ်သက်ပြီးတော့လေ့လာမယ်ပြီးတော့ဒီ stress management ကိုတို့ဘောရပါတာရှူတော့အောင်ရဘယ်လိုမျိုးချင့်ကဲ့လို့ရမလဲဆိုတဲ့ဟာကိုပြင်ဆင်အောင်ပါကာလောကတတိဘုရားနေတပ္ပနေဝသဟတနာယောဇကာလကတောဘုတောတဗုဒ္ဓပစိနိပစီအရှင်ရတပြည့်တို့ဟာနိနေညာညာအရှင်ရတပြည့်တို့ စားနေတယ်ပေါ့ယန္နာပုဂ္ဂိုလ်မှာဒါလည်းအချိန်ကိုပိုင်နိုင်သွားတယ်ဆိုတော့ရှင်များတို့တို့အကုန်လုံးဟာအချိန်ကိုပိုင်နိုင်တဲ့သူတွေမရှိကြဘူးအဲဒီမှာတို့တို့ကြည့်ရင်ဗောဓဂိတ၅ပါးမှာဆိုရင် အချိန်ကိုပိုင်ပိုင်နိုင်ပြီးသားဖြစ်တဲ့ယန္နာဖြစ်တဲ့မြတ်စွာဘုရားကိုယ်တိုင်တော်မနဲ့အချိန်နဲ့ပတ်သက်ရင်စနစ်တကျအစီအစဉ်နဲ့လုပ်လို့ရှိတယ်ပေါ့ဘယ်မှာပဲသတင်းသုံးသုံး အပေးစုလေလောက်တာမျိုးမရှိဘူးအစဉ်ပြေတယ်လို့တရားဟောတာပေါ့အစဉ်ပြေလွန်နေတာပေါ့ဆိုတာမရှိရဲနဲ့ရလို့45ဝါရပောင်းဒီအမြဲတမ်းပြောနေတဲ့18000ဝန်းကျင်ရှိနိုင်ပေါင်း3000ဝန်းကျင်အဲ့ဒီအချိန်အတွင်းမှာဒီနိုင်တွေကိုဘလို့အကျိုးရှိရှိဒီချင်းတွေကိုဘလို့အကျိုးရှိသုံးချမလဲပေါ့နော်သဗုဒ္ဓဂိတဘယ်နှပါလဲဗျာ၅ပါပါဗျာအလုံးတည်ပြီးတာလည်းဖြစ်ပါတယ်ဒါပေမဲ့ ကြီးညိုရဖြစ်အောင်လို့တို့တို့ဖတ်ကြည့်အောင်နံပါတ်၁ကဥရိဘတ္တကိစ္စနရဘိုင်း၌စွမ်းခံကြွတော်မူခြင်းအလူရှင်တို့ဟာအခါခွဲအားလျော်စွာအနုဝေါနာပြုခြင်းကိစ္စတို့တို့မနက်ခင်းပိုင်းမှာစွမ်းခံကြွတယ်ပေါ့။မနက်ဣန္ဒတေယံနေထပြီဆိုတာနဲ့အစီအစဉ်လေးတရားဟောစရာကြီးဟောစရာမရှိရင် တင်းသုံးပြီးတဲ့အခါကျတော့ဥရောတို့ဆွမ်းကကြွားဖို့ပြင်ဆင်နေပေါ့အဲ့ဒီမှာတဘာလေးကြွားမလားဖွဲ့စည်းနဲ့ကြွားမလားပေါ့တဘာလေးကြွားမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကကဏ္ဍကုတိတကားကိုဖွင့်တော်မှာမူပါဘူးတဲ့ဖြစ်တန်ခါနဲ့ကြွားမယ်ဆိုရင်တော့အချိန်တိုင်းကဏ္ဍကုတိတကားကိုဖွင့်ပြီးတော့သပိတ်တန်ခါနေကိုပိဿသမနာကိုပေးတယ်ပေါ့အဲ့တော့တဘာလေးကဏ္ဍကုတိတိုက်မှာဖွင့်မှုဆိုရင်တော့ဘုရားကတဘာလေးကြွားစရာရှိလို့တော့ကြွားသွားလို့ဒီလိုမျိုးသူတို့ အချိန်မှနားလဲပါလေတဲ့အမှတ်တင်ခဲ့တာပါဓမ္မနပိုင်းဆုံးကကြွပြီးတော့ဒကာဂရမတွေကို အနုဝန္နာပြုတဲ့ကိစ္စဆောင်ရွက်ပါလေနောက်နှစ်ပတ်နှစ်ကဗျာပိစ္ဆဝတ္တကိစ္စနေလွဲနေညနေပိုင်း၌ပူဇော်ရန်လာသူတို့ဤအပုသောခံပြီးတင့်တော်တော်တရားဟောပြခြင်းကိစ္စနေခင်ပိုင်းဆိုရင်နေဆုံးပြတာနဲ့နေခင်ပိုင်းနဲ့ညနေပိုင်းကျတော့မြတ်စွာဘုရားရောက်လာတဲ့ပုဂ္ဂိုလ်တွေ ပူဇော်ပြောလာတဲ့ပုံကိုယ်တွေကိုပူဇော်ခံတယ်တင့်တော်တဲ့တရားတွေကိုဟောပြတယ်ပေါ့အဲ့လိုအထူးဟောပြစရာမရှိဘူးဆိုရင်တန်ဃာတော်တွေကံပဋ္ဌာန်းလျှောက်တာကိုပြန်လည်ဖြေကြတယ်အဲ့အရာမျိုးတွေကိုလောက်တာကိုတွေ့ရပါတယ်ဗျာနောက်နံပါတ်3ဗျာဘုရမယာမာကိစ္စညင်ဦးရ၌ယန္တုအားတရားဟောခြင်းကံပဋ္ဌာန်းပေးခြင်းစသောကိစ္စဒါကနံပါတ်4ဗျာမိစိမယာမာကိစ္စ တန်ခေါင်ရ၌စัจ java လတိုင်တောင်းမှလာရောက်ကြုံသောနတ်မြမာတို့ဟာအမေဘုရားပြဒနာတွေကိုဖြေဆိုခြင်းကိစ္စနောက်တမန်ကဗျာပိသိမယာမကိစ္စမိုးသောရန်ဤသုံးပုံတစ်ပုံတွင်ပထမတစ်ပုံ၌ဇင်ညာကြွားတော်မူခြင်းဒုတိယတစ်ပုံ၌တရားတရားလျှာနံတောင်လျှောက်ဆက်တော်မူခြင်းတတိယပုံ၌မဟာကရုဏာဖြင့် စရုဒ္ဓဇသမဘက်ကိုဝင်စားတော်မူ၍ကရုဏာသမဘက်မှာထတော်မူသောအခါအရုံတက္ကံဒီယနေ့ခြေရွှေလျောတော်ဝါကိုဘုရားသက်ကုဖြင့်လောကသုံးပါးကို ကြည်တော်မူခြင်းကိစ္စအဲ့ဒါတပည့်တော်တို့ကြည်တဲ့အခါကျတော့လေ24နှစ်ယူမှာမြတ်စွာဘုရားရှင်22နှစ်ယူလုံးလုံးအလုပ်လုပ်ပြီးတော့ကျွန်တော်2နှစ်ယူတည်းမှာရေတို့ပထမနံပါတ်ကကြည်ရမိနစ်40ဝန်းကျင်လောက် ဇင်းညာကြွမယ်ပြီးတနာဤ20ဝန်းကျင်လာမြတ်စွာဘုရားရှင်ကျေးသက်ချင်ရှိတယ်ပေါ့တဏိတာအဲ့တော့ညာဘက်ကိုဒီလိုကြည့်လိုက်ခါ3 4 5ညာဘက်နဲ့အရုဏတ်ခဏဒီအချိန်ပေါ့ဒီလိုတို့ကာမဂုဏ်ခံစားတဲ့သူတွေအတွက်အိတ်တဲ့အချိန်ပေါ့ကာမဂုဏ်ကင်းမိတာဘုရားရဟန္တာတွေတွေ့တော့ဒီချိန်ဟာ အလုတ်အများဆုံးခြေဖြစ်နေတယ်ဒါတပည့်တော်ဒါလေးကိုစမ်းသစ်ချင်တာပါဟုတ်လားဗျာနော်ဒီလိုနေခင်းမှာဘုရားအလုတ်လုတ်တယ် နေခဲ့မှာအချိန်မနှစ်ပိုင်းနဲ့နေပိုင်းနှစ်ပိုင်းပဲခွဲတယ်။ဆိုတော့ညကိုဘယ်လိုနေကြလဲ။ဒီလိုလိုရှင်ပြတို့ရဲ့ညကိုဘယ်လိုအသုံးချကြလဲ။ကဲရှင်ပြတို့ဒီက၈နိုင်ခွဲသူပြီးဘူးလားဗျာ။မလုပ်ကြတော့။ဒါဟိုပဲဆိုလို့ချိန်ကြည့်ပါနော်။အဲ့ဒီချိန်ကိုဒီလိုတော်တော်များများ voice ဖြစ်မယ်။တော့တော့မို့အိပ်ပြတာနဲ့အချိန်ကုန်မယ်တော့မို့ line သုံးမယ်အပေါ်လုံးဝဲကြည့်မယ်လက်ဝဲဝဲကြည့်မယ်ဟုတ်တယ်မလားအဲ့ဒါတော့မို့ဂိမ်းဆော့မယ်ဖုန်းပြောမယ် အမျိုးမျိုးရှိတာပေါ့ဗျာအဲ့ဒါတော့မြတ်စွာဘုရားနဲ့ဒီကွာယဟန္တာရှင်မြတ်များတို့တော့ညပိုင်းဟာအလုံများဆုံးချိန်လို့တော့ပြောရမှာဖြစ်ပါတယ်အဲ့ဒါတော့အချိန်ပိုင်းချပြီးတော့ဘုရားယဟန္တာတွေဟာအချိန်ကိုပိုင်းသွားပြီးအချိန်ကိုနိုင်သွားပြီးအချိန်အန်းတွေလွန်မြောက်သွားပြီပေါ့ဗျာဆိုတော့အဲ့ဒါဆိုတော့အဲ့လိုမျိုးပုံကိုယ်တွေအတွက်ကြတော့အချိန်ဟာပိုးပြီးတော့တောင်းစနစ်တကျသုံးကြတယ်သူတို့တွေ့လာဆိုတော့ဟုတ်တော့အများအတွက်အချိန်ကိုစနစ်တကျသုံးတယ် အဲ့တော့ဒါတပည့်တော်ကအထူးဂရုပြုအောင်ဟာတွေပါဗျာဒီလိုပြန်ပြီးသုံးသက်ကြအောင်ဖျားယန်းနာတို့လောက်အချိန်ပိုင်တဲ့ပုဂ္ဂိုလ်ရှိမလားတို့လောက်အချိန်ကိုနိုင်နေတဲ့သူရှိမလားပိုင်လဲပိုင်နေနိုင်လဲနိုင်နေတယ်ဗောဗျာ management ကောင်းအဲ့တော့ဒီလိုလိုဆိုလိုချင်တာကဖျားမဲဟဆိုပြီးတော့ပြီးသူလည်းနေလို့မရဘူးအချိန်နဲ့ပတ်သက်ရင်အချိန်ကိုစနစ်တကျတိတိယအသုံးချတာကိုတွေ့ရတယ်ဖျားယန်းနာတွေကပို့ပြီးတော့အကျိုးရှိရှိအသုံးချနိုင်တာကိုတွေ့ရတယ် ဒါကြောင့်ဒီလိုတော့ဒီမှာဒီလိုတော့ဘာပြန်ပြီးတော့ကောက်ချက်ဆွဲလို့ရလဲဆိုတော့ညာညာသွေးစိတ်နေစေတာမြင်မလာတဲ့ပုံကိုယ်တွေအတွက်အချိန်ညာပူပြီးတံပိုးကြည့်လိုက်ကြ။ညာညာသွေးစိတ်နေစေတာနှိပ်ပါသွားတဲ့သူတွေကအချိန်ဟာအပဲရိတ်ခါပဲ။အာဟုသူဖြစ်နေကြတယ်။ Time is money အချိန်ဟာငွေ Time is gold အချိန်ဟာရွှေဆိုပြီးတော့အကောင်ဟာရွှေတို့ငွေတို့ရှာဖို့အတွက်ကာမဂုဏ်ခံစားဖို့အတွက်ပဲရှာ။ဒါတစ်ကမ္ဘာလုံးသွားနေတဲ့ transport အဒီရောအီရန်လင်ကွင်းကတော့ပြောတယ် time is everything အချိန်ဟာအရာရာတိုင်းပဲ time is everything ဟုတ်တယ်အချိန်ဟာဒီပြောလို့ဒီအချိန်တွေကိုဘယ်လိုသုံးချမလဲ logi အတွက်လည်းသုံးချလို့ရတယ် logo တရာအတွက်သုံးချလို့ရတယ်အလကား waste ဖြုတ်ပြလိုက်လို့လည်းရတယ်အောင်မြင်သွားတဲ့သူနဲ့မအောင်မြင်တဲ့သူနဲ့ဘာကွာလဲဆိုအချိန်ကိုဘယ်လိုသုံးလဲဒါကွာဟုတ်လားဗျာနော်တခုပဲဒီတခုပဲဒီလိုဘယ်လိုသုံးလဲဒီအချိန်ကာလကိုဘယ်လိုသုံးလဲအဲ့ဒါကိုကောင်းကောင်းသုံးတဲ့သူကအောင်မြင်ကြီးွားတဲ့သူဖြစ်ပြီးတော့ ကောင်းကောင်းဆုံးမချတဲ့သူကစိုးရိမ်ပျက်စီးတဲ့သူဖြစ်သွားတယ်ဒါပဲအဲ့နှစ်ခုပဲကွာပါဟောဝိဒါအချိန်နဲ့ပတ်သက်ပြီးတော့အရေးကြီးတယ်